ရခိုင်ဝိုင်းနိုင်ငံရေးသမားတယောက်ဖြစ်တဲ့ဦးဦးလာစောဟာမေလ9ရက်ည7:00နာရီလောက်ကနှာခေါင်းကင်ဆာနဲ့ကွယ်လွန်သွားခဲ့တယ်လို့သူနဲ့နှီးဆက်သူတွေစီကနေသိရပါတယ်။ဦးဦးလာစောဟာကွယ်လွန်ချိန်မှာအသက်82နှစ်ရှိပြီဖြစ်ပြီးနှာခေါင်းကင်ဆာနဲ့ဆေးကုသမှုခံယူနေချိန်မှာသေဆုံးသွားခဲ့တာလို့ဦးဦးလာစောရဲ့တပည့်တယောက်ကပြောပါရယ်။ဦးဦးလာစောဟာမြောက်ဦးမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ်2015ခုနှစ်ရွေးကောက်ပွဲမှာရွေးကောက်တင်မြှောက်ခံခဲ့ရသူဖြစ်တယ်လို့မြန်မာနိုင်ငံမှာထင်ရှားတဲ့တိုင်းရင်းသားနိုင်ငံရေးသမားတယောက်လည်းဖြစ်ပါရယ်။ ဦးဦးလာစောဟာ2010ပြည့်နှစ်ရခိုင်တိုင်းသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP မှအတွင်းမှုအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး RNDP နဲ့ ALD ပါတီတို့ကို2013ခုနှစ်မှာရခိုင်မျိုးသားပါတီ ANP ပါတီအဖြစ်ပြောင်းလဲဖွဲ့စည်းရမှာဦးဆောင်ပါဝင်ခဲ့သူတယောက်လည်းဖြစ်ပါတယ် အဲ့နောက် ANP ပါတီမှာဗဟုအလုံးမှုဆောင်ကော်မတီဝင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး2021ဆရာနာသိန်းချိန်မှာရခိုင်မျိုးသားအဖွဲ့ချုပ် ULA ရဲ့ဗဟုနိုင်ငံရေးဌာနမှာနိုင်ငံရေးမှုအဖြစ်တာဝန်ထမ်းဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ဦးလာစောဟာလူငယ်ဘဝတုန်းကအကြောင်းသားလှုပ်ရှားမှုနိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်လှုပ်ရှားခဲ့တာကြောင့်1985ခုနှစ်မှာထောင်နန်း9နှစ်1988ခုနှစ်အရေးတော်ဝန်ကာလမှာထောင်နန်း14နှစ်စစ်အစိုးရရဲ့ထောင်နန်း6မှတ်ခံခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ ဥဥလာစောဟာမောင်းခိုင်အောင်မောင်းခိုင်အောင်စစ်တွေကလောင်နမရီနဲ့လဲကြပြားရီအစေးရီတချင်းတွေကိုလည်းရေးသားခဲ့သူဖြစ်ပါရဲ့ရှင်။